အားလုံးပဲမင်္ဂလာပါယနေ့လေဟာမေလ17ရက်2025ခုနှစ်ကစုံလာပြည့်နေ့လေးဖြစ်တယ်ပေါ့နော်အဲ့တော့ကုသိုလ်ကောင်းမှုအလုပ်ချိန်တွေဓမ္မမိတ်ဆွေတွေအတွက်ပေါ့နော် လီယိုရဲ့ client စီ subscriber စီ follower စီအတွက်ကိုလီယိုလုံးလေးရှိတဲ့တရားထိုင်နေလေးတစ်ခုပေါ့နော်အဲ့ဒီ meditation breath work method လေးတစ်ခုကိုလီယိုဟာဒီဗီဒီယိုလေးကနေ sharing လေးလုပ်ပေးမယ်ပေါ့နော်အဲ့တော့လီယိုတို့တရားထိုင်တဲ့အခါမှာသမထကနေစပြီးတော့ဝိပဿနာ ူးတာပဲဖြစ်ဖြစ်ပေါ့နော်မီရိုပထမအဦးဆုံးအခက်တွေ့ရတဲ့အနေထားလေးတစ်ခုကဘာလဲဆိုတော့စိတ်ပြန့်လွင်တာပေါ့နော်အော်တစ်စာလို့ခေါ်တယ်စိတ်ပြန့်လွင်ခြင်းပေါ့စိတ်ဆိုတာပြာမုံလေးလို့ပဲလွင်ပြန့်တက်တဲ့သဘောရှိတယ်အဲ့တော့လီရိုစိတ်ကူးရင်ကဘာတွေကိုရောက်သွားပြီးစိတ်ကိုဖန်းစုပ်ရခတ်တဲ့အခါမှာလီရိုတကယ်ရာသိမ်းရထိုက်တဲ့တမာဒီအားကိုထူထောင်မှုကြာနေတတ်တယ်ပေါ့နော်အဲ့ဒီအခါမှာလီရိုကဒီပို့ပြီးတော့ကိုယ့်ရဲ့ breath တော့ကိုယ့်ရဲ့ဝင်နေထွက်လေကို ပို့ပြီးတော့အားဆိုင်ထုတ်ပြီးတော့ပို့ပြီးတော့အာယုံစူးဆိုင်လို့ရတဲ့ဒီ box breathing ဆိုတဲ့ဒီ4444 cycle နဲ့သွားတဲ့ဒီ meditation method လေးတစ်ခုကိုလေးဝါမျှဝေပေးမယ်ပေါ့နော်အဲ့တော့4444 method ကဘာလဲဆိုရခါကြလီယိုတို့ဝင်လေထွက်လေတစ် cycle ကိုလီယိုတို့ကအဲဒီ number လေးကို count လုပ်ပြီးတော့အဲအသက်လေးကိုပါအောင်းထားမယ်ပေါ့နော်အဲ့တော့ အဲဝင်လေထွက်လေကိုဘယ်လိုမှတ်မလဲဆိုတာလေးကိုအဲဒီမှာဒီဗီဒီယိုလေးမှာလေးကို sample လေးပြပေးမယ်ပေါ့နော်ဆိုတော့ demonstrate လုပ်ပြမယ်ပေါ့နော်ဒီလိုပထမဆုံးတရားထိုင်တဲ့ posture လေးနဲ့ဒီလိုစိတ်ကိုညင်သက်အောင်ထားလိုက်မယ်ပေါ့နော်စိတ်ကိုညင်သက်ပြီးဆိုတဲ့အခါကျလို့ရှိလို့ရှိရင်ဒီလိုရှူသွင်းမယ်ပေါ့နော်ရှူသွင်းတဲ့အခါမှာဒီလိုအတက်ကိုပြင်းပြင်းရှိုက်ရှူလိုက်တဲ့အချိန်မှာဒီလိုရှူလိုက်တဲ့ဒီ face တစ်ခုမှာဒီလို number လေးမှတ်ထားမယ် လေးဆက်ကန်ပေါ့နော်1 2 3 4ရှူရဲ့အဆင့်ပေါ့နော်ကိုရဲ့စိတ်ထဲမှာ1 2 3 4လို့မှတ်လိုက်မယ်။မှတ်ပြီးရခါကြလို့ရှင်လီယိုတို့ရှူတာရက်သွားပြီ။ရှူတာရက်သွားတဲ့အချိန်မှာအသက်ကလေးကိုခဏလေးအောင့်ထားမယ်။ Just holding your breath for 4 second အဲ့တော့အသက်အောင့်ထားတဲ့အချိန်ကာလလေးကိုလီယိုတို့၄စက္ကန့်လို့သတ်မှတ်မယ်။စိတ်ထဲကနေရေရွတ်ပါ1 2 3 4 လီယိုတော့အသက်အောင်နာပြီးပြီဆိုလို့ရှိရင်တော့လီယိုရှူသွင်းထားတဲ့အဆုတ်ထဲကလီတွေကိုပြန်ထုတ်ပါမယ်ပြန်ထုတ်တဲ့အခါမှာဖြည်းဖြည်းလေးလီယိုတို့နှာခေါင်းကနေရှူထုတ်မှာမဟုတ်ပဲနဲ့ဗစက်ကနေနှာခမ်းလေးကိုစူထားပြီးတော့လီယိုတို့ pass slip လို့ခေါ်တယ်เนาะဒီပတ်စံအိတ်ရှုပ်အိတ်လေးရဲ့ pass slip လေးလိုမျိုးပေါ့เนาะနှာခမ်းလေးကိုအตาရာလေးဖွင့်ထားပြီးတော့ရှူထုတ်မယ်ပေါ့เนาะ ရှူထုတ်တဲ့အခါမှာလည်းလီယိုတော့1 2 3 4လို့မှတ်မယ်ပေါ့နော်အဲ့လိုမျိုးရှူထုတ်တဲ့အချိန်မှာလီယိုတို့တိတာတာကတော့လီချုံနဲ့အတန်လေးလို့ထွက်တတ်တယ်ပေါ့နော်ဒီဒီနှခမ်းဒီလေးဒီအပေါက်တိတိလေးတွေကနေလေတိုးပြီးထွက်တာဖြစ်တဲ့ခါကျတော့လေချုံနဲ့အတန်လေးလိုမျိုးရတယ်အဲ့ဒါလေးကလီယိုတို့ soothing ဖြစ်စီတယ်ပေါ့နော်ဒီလီယိုရဲ့ anxiety တွေဒီ tension တွေပေါ့နော်ဒီတင်းမာနေရဲ့ကြွက်သားတွေကိုယော့ယော့ရဲစေတယ် เนาะစိတ်တင်းကျက်စိတ်မွန်းကျက်နေရာတွေကိုဖြေဖြောက်စေရပေါ့เนาะအဲ့ဒီလေချုံတန်လေးလို့ထွက်တယ်ဆိုရင်ပို့ပြီးတော့ကောင်းပါတယ်အန်တန်လီတို့ရှူထုတ်ပြီးသွားပြီးလေအားလုံးကုန်သွားတဲ့အချိန်မှာတစ်ခါအသက်ကို၄စက္ကန့်အောင်းနာပါမယ်4 second 1 2 3 4 and then ပြီးတာနဲ့လီတို့ next cycle ပေါ့เนาะပြန်ရှူသွင်းတဲ့၄စက္ကန့်1 2 3 4ကို ပြန်ဆပါမယ်ဆိုတော့အဲ့ဒီ box breathing လို့ခေါ်ရလေရို့ဒါတစ်တာလေးထဲမှာ4444 timation ပေါ့နော်ဒါတစ်တာလေးထဲမှာ breathing လုပ်တယ်ပေါ့နော်အနားလေးပဲညီဒီ box လေးထဲမှာအဲတရားထိုင်နေ breathing လုပ်တယ်ဆိုတော့ breath work လေးပေါ့เนาะအဲ့တော့၄စက္ကန့်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  the cycle မှာ liro 16ပေါ့เนาะ16 seconds ကြီးတွားပြီးတော့အဲ liro practice လုပ်ကြည့်ရမှာဖြစ်တယ်ပေါ့เนาะအဲ့တော့အာဒီလိုနီးနဲ့အသက်ရှူရင်းနဲ့ဒါ meditation လုပ်ရင်းနဲ့ liro စိတ်တရားညင်သက်လာမယ် ကိုယ့်ရဲ့တမာတိလေးတည်လာတဲ့အခါကျတော့မှဒီလိုဝိပဿနာကိုကူးခြင်းလားခန္ဓာဝေဝေဒနာရှုတဲ့ဘက်ကိုသွားခြင်းတလားချိန်တဲ့ဘက်ကိုသွားလို့ရတယ်အဲ့တော့ဒီကတော့ဒီနည်းလေးကိုအရင်သဘောကျတယ် timing လေးနဲ့သွားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အသက်ရှူတဲ့အချိန်မှာလည်းဉာဏ်ကြီးနှင်းခြင်းမရှိဘူးစိတ်ကိုလည်းတတ္တရာရရှိတယ်ခန္ဓာကိုယ်ကိုလည်းတတ္တရာရရှိတယ်ဒီလိုမလိုလားအပ်တဲ့ဝေဒနာတွေကိုလည်းမဖန်တီးပြီးတော့နောက်တစ်ခွက်ကျတော့ဒီလိုစေးပညာသိပ္ပံပညာလေးလာ တွေ့ရှိကြရဆိုလို့ရှင်လီယိုရဲ့ခန္ဓာကိုယ်မှာဒီ endorphin လို့ serotonin လို့ခေါ်တဲ့ပျော်ရွှင်မှုเนาะဒီစိတ် relax ဖြစ်စေတဲ့ hormone လေးထွက်တတ်ပါတယ်တဲ့အဲ့တော့ဒီ box breathing လေးကိုဒီလာပြီးနေမှာလီယိုတို့အားလုံးအတူတူ practice လုပ်ဖို့အတွက်ကိုလီယိုကမျှဝေပေးလိုက်ပါတယ်